ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မနက်ခင်းပိုင်းမှာဆိုလို့ရှိရင်တော့ Manchester United နဲ့ပတ်သက်ပြီးတော့ရထားတဲ့သတင်းတချို့ကျွန်တော်ရှိတယ်ပေါ့နော်ဒါရီနဲ့ပတ်သက်လို့ကျွန်တော်သာဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့နေနေနောက်ကြနေတယ်နောက်ကြနေတယ်ဆိုတာဒီမြပြကင်မရာကရိုက်ခန်းဒီမှာဘာမှန်းကျွန်တော်နှိမ့်မိလိုက်တယ်တော့မသိဘူးဆရာသမားကြီးနော်မဲ background မဲ link ပြီးတော့လူကဒီမဲ့အော် focus မပြတ်တာတွေဘာတွေဖြစ်နေလို့မို့ဆရာကြီးနော်အခုလည်းပဲကြည့်ပါလားမင်းမှောင်မွားနေတာပဲနော်အဲနောက်ကြနေလို့ နောက်ကြနေလို့သာလိုးရမှာဆိုတော့အားကြောင့်နေနေကြားနေတာဆိုတော့မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဆင်တပိုင်းเนาะဆိုတော့ဒီနေ့ကျွန်တော်အနေနဲ့ Manchester United ရဲ့ဘက်ကတော့ကစားမားတွေကိုခေါ်ဖို့ကြိုးပမ်းတဲ့နေရာမှာတက်ကြီးကစားမားတွေကိုကျွန်တော်တို့သာခေါ်ဖို့အတွက်เนาะလို့တော့မှမဟုတ်ဘူးပေါ့ဒါအပြင်ကျွန်တော်သာစင်မီညူကိုလည်းတရင်နေပြန်ပြီးတော့ထွက်လာပြီအဲ့တော့ဒါနေနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါโอเคဆိုတော့ဒီတရင်နေနဲ့ပတ်သက်လို့ကျွန်တော်ရထားတယ်ဘာလို့မြန်ဒီမဲ့မင်းမင်းမှောင်ဝါနေလဲတော့မသိဘူးဆရာသမားကြီးเนาะ ဆိုတော့အဲပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ David Rostein တို့ Bungie Corp တို့ပြောထားတဲ့ Simon Yu နဲ့ပတ်သက်တဲ့သတင်းကိုအရင်ဆုံးဆွေးနွေးကြည့်ရအောင်ပါနော်ဘုံမောက်တင်ရဲ့တောင်ပန်ဈာမဖြစ်တဲ့ Simon Yu ကစာချုပ်အရာပေါ့နော်ဇန်နဝါရီအပြောင်းအရွှေ့မှာအဲပေါင်65တန်းနဲ့စာချုပ်ဖြတ်သိမ်းပြီးတော့ဝယ်ခွင့်ရှိနေတယ်ပေါ့တခြားကလပ်တင်ရဲ့ဘက်ကစာချုပ်ပါရောကြီးထည့်ထားတယ်ပေါ့ဗျာဒီစာချုပ်ဖြတ်သိမ်းခွင့်ကဘုံမောက်အတွက်ပေါ့နော် Simon Yu ကို တီမီနီရဲ့နေရာမှာ ကစားသမားအစားထိုးရှာပြီးမှသာဖြတ်သိမ်းခွင့်ရှိတာဖြစ်တယ်ပေါ့နော်အသင်းတိုင်းအတွက်တော့ဒီစာချုပ်ဖြတ်သိမ်းခွင့်ကအကျုံးဝင်ပြီးတော့ဒီထဲမှာလည်း Manchester United ရဲ့ဘက်ကပေါ့ကျွန်တော်တို့ဒါအချိန်ကြီးရပေါ့နော်စီမီနီကိုလည်းကျွန်တော်ဒီ watch list ထဲကျွန်တော်ရှိကြည့်ထားတယ်ပေါ့ဗျအဓိကတော့စီမီနီရဲ့အချိန်ကြီးကိုစောင့်ကြည့်နေတယ်မဖြစ်မနေဆိုလို့ခေါ်ဖို့အတွက်ကြိုးပမ်းတာမျိုးကြီးတော့ဖြစ်လာမှာမဟုတ်ဘူးပေါ့ဆိုတော့ညီကလေးရောဘယ်လိုမြင်ကြလဲ65တန်းနဲ့စီမီနီကိုခေါ်ဖို့ကြိုးပမ်းတင်လား တော့ဒီနေရာမှာ MOD ရဲ့လက်အောက်မှာကျွန်တော်တို့ကနေရိုနံပါတ်2နေရာနဲ့ကျွန်တော်သွားနေတယ်အဲ့ဒီနှစ်နေရာမှာလဲအမ်ဘူမူမတိစ်ကွန်ညာတို့ကစားမတွေကပုံမှန်ပွဲထွက်ခွင့်ရမယ်ကစားမတွေပေါ့ပြီးရင်လည်းတပတ်မှတပွဲလောက်ပဲကျွန်တော်ကစားမယ့်ချိန်မျိုးမှာရှက်ကိုအင်ဂျူဒီပြဿနာကြုံတာလောက်နေတော့အသင်းဘက်ကဒီကစားမကိုကျွန်တော်ထပ်ပြီးတော့ခေါ်ဖို့ကြိုးပမ်းလိုက်မယ်လို့တော့ကျွန်တော်မမြင်ဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်ရဲ့ဒီမြာဒီမှာ ပြဿနာတက်နေတာကကွင်းလေဗျာ ွင်းလေကအဓိကပြဿနာတက်နေတဲ့နေရာမှာပါတယ်အဲ့တော့ကျွန်တော်တို့ကွင်းလေကိုအမှန်ကန်အစားထိုးခေါ်ဖို့ကျွန်တော်တို့ကကြိုးပမ်းမှာဆိုတော့အတင်းရဲ့ထပ်ပါတော့ပေါင်65တန်းတန်း80ဆိုတဲ့တန်ကြီးဟာနေရတနေရာကိုအများကြီးပြောင်းလဲနိုင်စွမ်းရှိတဲ့အခြေအနေမျိုးပါဒါစီမင်းညူမကောင်းမှုတော့မဟုတ်ဘူးပေါ့နော်စီမင်းညူကတော်တော်လေးကိုကောင်းနေတယ်မှာပါတယ်လက်ရှိဘုံပေါက်မှာဆိုလို့ရှိရင်လည်း69 twin 39ဖန်တီးမှုတွေနဲ့တကယ်ကောင်းတဲ့ performance တွေဒီရာဒီမှာဒီကောင်ပြထားတာပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့ကလည်းကိုရီမန်ချက်စတာယူနိုက်တက်နဲ့ တောက်လျှောက်စုသူတို့ကျွန်တော်တို့ဘွန်တော့တာတရင်နေကျွန်တော်တို့ထွက်ခဲ့ပြီးတော့အချီကြီးကကျွန်တော်တို့အနေနဲ့ဒီကောင်းနေတာဗျာတိုးတိုးလည်းပဲကစားမကစာချုပ်တရံတူးသွားတယ်စပါးနဲ့လည်းမပြောင်းပြစ်ခဲ့ဘူးယူနိုက်တက်နဲ့လည်းမပြောင်းပြစ်ခဲ့ဘူးပေါ့ဆိုတော့ညီကိုတို့ဆင်မင်ညူကိုခိုးဖို့ကြိုးပမ်းနေတယ်ထင်ကြလားဟိုကျွန်တော်ကတော့ခုနကပြောလို့ပဲဆင်မင်ညူကကစားမကောင်းတယောက်ဆိုပြီးမဲ့လေလို့ပေါ့နော်ကိုရီတို့ကလိုအပ်နေတယ်မဖြစ်မနေဆိုသလိုလိုအပ်နေတဲ့နေရာမျိုးမဟုတ်တဲ့ခါကျတော့ဦးစားပေးပြီးတော့ကြိုးပမ်းတဲ့နေတယ်မှာပါတယ်လို့ကျွန်တော်မထင်ဘူး 65တန်း80လောင်းနေတော့ကွန်းလေကစားမကောင်းတယောက်ကိုကျွန်တော်ကောင်းကောင်းအစားထိုးလို့ရတယ်ဗျာဒီနေရာမှာအီလီယားအန်ဒါဆန်တို့ဘာလို့လို့ကစားမတွေတော့ကျွန်တော်ရမှာမဟုတ်ဘူးပေါ့လေနော်ဒါပေမဲ့လေလို့တေချာတာတစ်ခုကတန်း80ဆိုရင်တော့နောက်ထပ်ကစားမတယောက်ကိုကျွန်တော်ခေါ်လို့ရတယ်ကွန်းလေမှာလေတခုတော့ရှိတယ်ဗောနော်ဒါကကျွန်တော်ဒီယာဒီမှုလို့ပေါ့တကယ်တမ်းကလက်ရှိမှာကုညာရှိတယ်အန်ဘူမိုရှိတယ်ရှက်ကိုရှိတယ်ဆိုပြီးမဲ့လေလို့အတင်းရဲ့တိုက်စစ်ပိုင်းမှာကစားမကောင်းတွေရောက်လာလေကောင်းလေပဲ ဒါပေမဲ့လည်းလို့ကျွန်တော်တို့ကဟိုဒါနောက်ရာသီမှာပေါ့နော်ကျွန်တော်ဒီထားပါတော့ Champions League တွေတို့ Europa League တွေတို့ဟလာတခြားပြိုင်ပွဲစုံတွေကစားတဲ့အချိန်မျိုးမှာလူစည်ရင်းကတောင့်နေကောင်းနေပဲဒါပေမဲ့ကိုရီမာဆိုလို့ရှိရင်ဒီရာသီမှာတပတ်တပွဲလောက်နေကစီမင်ညူလည်းကောင်းကောင်းကစားရမှာမဟုတ်ဘူး။ကုညာလည်းကောင်းကောင်းကစားရမှာမဟုတ်ဘူး။အန်ဘူမိုလည်းကောင်းကောင်းကစားရမှာမဟုတ်ဘူး။ရှက်ကူလည်းကောင်းကောင်းကစားရမှာမဟုတ်ဘူး။တကယ်လို့ခေါ်လိုက်မယ်ဆိုရင်တော့ဒါအပြင်လိုအပ်တဲ့ကွင်းလင်နေရာကလည်းကျွန်တော်ကောင်းလာမှာမဟုတ်ဘူးစီမင်ညူကိုခေါ်လိုက်လို့ဆိုတော့ အသင်းအနေနဲ့ကွင်းလေကိုဒါအဓိကအစားထိုးသင့်တယ်လို့ကျွန်တော်ထင်တယ်ညီကရရောညီကရရောဘယ်လိုမြင်ကြလဲမင်္ဂလာပါမင်္ဂလာပါဆက်သမိုင်းနော်မင်္ဂလာပါအာစီမင်းယူခေါ်သင့်နေတော့တယ်နော်မလီခေါ်သင့်နေတော့ဆိုတာဘယ်လိုပြောမလဲခေါ်သင့်နေတော့ဆိုတာကငွေရခေါ်ကစားမတော့ကောင်းနေလीနော်ကစားမတော့ကျွန်တော်တို့နေဒီကောင်းတာပဲတည်တယ်မလားတိုးတော်လည်းပဲကိုရီမှာအမှန်ကန်လိုအပ်တဲ့ပလေယာမျိုးမဟုတ်တဲ့ခါကျတော့ တော်တော်တိုင်ပတ်တယ်ဗျာဒီလေနော်ကိုရီမှာလိုအပ်တဲ့ player မျိုးမဟုတ်ဘူးအဓိကအဓိကကိုရီနေနဲ့ဘယ်လိုပြောမလဲဟိုလိုအပ်ချက်တည်းကသူများသိနေလို့မဟုတ်ညားတယ်ဗျာဒီလေနော်ခန်စစ်ကလည်းဒီယာဒီမှာဂိုးရီတောက်လျှောက်ပေးနေရတာနဲ့နော်ပြီးရင်ဟိုပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဗါလဲအဲကွင်းလယ်ကလည်းပဲအချင်းကြီးမကောင်းတာနဲ့ဟဲ့လားနော်ကွင်းလယ်ကလည်းအချင်းကြီးမကောင်းတာနဲ့ဒါအပြင်ဘယ်လိုပြောမလဲဒီလက်ရှိအနေထားက တိုက်စစ်မှုရတဲ့ဒဏ်ရာကရသွားတာနဲ့မင်းဘာလို့လို့လို့အမှန်ကိုမသိဘူးဖြစ်နေတာအဲ့လိုဖြစ်နေတာဗျအဲ့တော့အချင်းကြီးကကျွန်တော်တို့အတွက်ကဒီဘလို့မအဆင်မပြေဘူးနော်လိုအပ်တဲ့နေရာတွေကများတယ်သူများတွေလိုမျိုးတန်း80လောက်သုံးလိုက်မယ်ဟေးတနေရာပြည်တော့ပြည်လေသွားပြီဟေးဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးပြည်သည်လားကိုရီးယားကျတော့လေနော်အဲ့တော့အစားထိုးရမယ့်နေရာတွေကများတယ်ဒါပေမဲ့လည်းလို့ကွင်းလေဒီကျွန်တော်တို့အရေးကြီးဆုံးပဲနော်ကွင်းလေဒီအရေးကြီးဆုံးပဲကွင်းလေမရလို့ရှိရင်တော့ကျွန်တော်တို့ဒါကျန်တဲ့နေရာတွေကခေါ်လဲဘာမှထူလာမှာမဟုတ်ဘူး စီမင်းညိုထက်ခေါ်လိုက်လို့ကျွန်တော်တို့လက်ရှိကွင်းလင်လိုအပ်ချက်ကြီးခန်းစစ်ဂူရီပြီးနေရတာတွေကဒါပြောင်းလဲပြောင်းလဲသွားမှာမဟုတ်ဘူးပြားသိတယ်မလားအဲဆိုတော့နောက်တစ်ခုနောက်တစ်ခုကျွန်တော်နေနဲ့ကြည့်ရရင်အဓိကအဓိကကဘယ်လိုပြောမလဲအသင်းဘက်ကပေါ့နော်ဒါ ESPN ရဲ့ Mark Odin ကကျွန်တော်ပြောထားတာ Manchester United အနေနဲ့လာမယ့်အပြောင်းအရွှေ့ဈေးကွက်တီမှာအရင်ကလိုမျိုး Casemiro တို့သိတယ်မလား Rafael Varane တို့ဟုတ်လား Cristiano Ronaldo တို့လိုမျိုးတက်ကြီးပိုင်း ဝိုင်းရင်နမကြီးကစားမတွေကိုဈေးကြီးပေးလောက်ခလာစာတွေအများကြီးပေးပြီးတော့ခေါ်တာမျိုးတွေထက်ပြီးတော့လုတ်တော့မှာမဟုတ်ဘူးဆိုပြီးတော့အသင်းဘက်ကဆုံးဖြတ်ထားတယ်ပေါ့နော်လက်ရှိအသင်းရဲ့ဆုံးဖြတ်ချက်မှာအနာဂတ်အတွက်ကျွန်တော်တို့အသုံးဝင်မဲ့ကစားမတွေကိုတင့်တင့်နဲ့ဈေးတွေတင့်တင့်နဲ့လောက်ခလာစာပမာဏမျိုးတွေနဲ့စနစ်တကျကျွန်တော်တို့ညီနေပေါ့နော်ဒါခေါ်ဖို့ဖြစ်တယ်ပေါ့အခုလည်းပဲဒီလိုအစီအစဉ်တွေကိုလာမယ့်နေရာဒီကစပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါအဲဘယ်လို plan တွေပါတွေချထားပြီးသားဖြစ်တယ်ပေါ့ဆိုတော့ဒီကြတာဒီကျွန်တော်တို့ တက်ကြီးရွယ်ဦးကစားမတွေကိုခေါ်တာမျိုးတွေကအခြေအနေမကောင်းဘူးဗျာတခြားဘဲထိတ်တန်းကလပ်အသင်းကမှတက်ကြီးကစားမတွေကိုဦးစားပေးပြီးတော့ခေါ်ဖို့ကြိုးပမ်းနေတာမျိုးတွေကျွန်တော်မရှိဘူးဘဲအသင်းမှမရှိဘူးကိုရီအသင်းပဲရှိတာကိုရီယူနိုက်တက်ပဲတည်တယ်မလားမင်းဟိုလူဟိုလူအကြီးနာမည်ကြီးနေပြီးတော့ကောက်ခေါ်လိုက်လာတာတွေပြီးပြီးတော့ဒီကောင်နာမည်ကြီးနေပြီးတော့ကောက်ခေါ်လိုက်နဲ့တော်တော်လေးတိုင်ပတ်နေတာဗျာသေးလားကိုရီကအဲ့လိုမဟုတ်ဘူးနော်ကိုရီကသူများသိနေဆိုလို့ရှိရင်25နှစ်29နှစ်ဆိုတော့အလွန်ဆုံးပဲကစားမအောင်တယောက်နော်ခေါ်တယ်ဆိုလို့ရှိရင်29နှစ်အလွန်ဆုံးပဲ ဒီတယ်မလားကိုရီးယားအသက်30လေးအသက်80ပြေးတာပဲနော်30တနည်းလေးအသက်80ပြေးတာပဲလောကလာစားလေးတစ်ဘက်ကို3သိန်းခွဲပြေးလိုက်တာပဲတော်တော်ကိုစူးစူးဝါးဝါပါအသင်းအနေထားလေနော်တော်တော်ကိုစူးစူးဝါးဝါပါအဲ့တော့ဒါတွေကိုကျွန်တော်တို့ကပြင်ဖို့ကြိုးပမ်းပါဗျာအခုဆိုလို့ချင်းကျွန်တော်တို့ထပ်ပါတော့အသက်ရွယ်သတင်းထွက်နေတဲ့ကစားမားတွေထဲမှာအန်ဒါဆန်တို့ဟလာတော်တော်လေးကောင်းနေတယ်မှာကျွန်တော်ပါတယ်အသက်ရွယ်ကလည်း22လပဲကျွန်တော်ရှိသေးတယ်ဗျပြီးရင်ကျွန်တော်အနေနဲ့ Stella တို့เนาะဘယ်တော့မှကျွန်တော်မရှိဘူး24လပဲရှိသေးတယ် Adam Warden တို့ Carlos Barleba တို့ 20ဝန်းကျင်ကစားမားလေးတွေเนาะပြီးလို့ရှိရင်ယခုလက်ရှိကျွန်တော်တိုက်စစ်မှာတရင်ထွက်နေတဲ့စစ်မင်းမျိုးဆိုလို့ရှိရင်လည်း25နှစ်ရွယ်ပဲကျွန်တော်ရှိသေးတာဆိုတော့ပြောရရင်အတင်းမှာကသူ့ဟာနေသူဒီလိုမျိုးဖြစ်နေရမှာဗျာဒီလေเนาะဒီကစားမားတွေကိုလောက်ခလာတာပြရတာဒီကတန်နေဗျာဒီမဟုတ်လို့ရှိရင်ကျွန်တော်တော်တော်တိုင်ပက်တယ်ဆိုတော့ဒါကတော့အတင်းဘက်ကပေါ့เนาะဟိုပြီးခဲ့တဲ့ယာတီတွေမှာဆိုလို့ရှိရင်ဘာဒန်လူလူကစားမားတွေရီယယ်မက်ထရီတို့ဘာတို့ကလက်လုပ်ဖို့ကြိုးပမ်းတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲကိုဘက်ကပေါ့เนาะ မတန်တဲ့ပတ်စံကြီးပေးပြီးတော့ခေါ်ရတာဗျာဒီလားကဲဆမဲရိုဆိုလို့ရှိရင်လည်းကျွန်တော်ဒီတိုင်းပဲပေါ့เนาะအသက်ရွယ်ကကျွန်တော်တော်တော်ကြီးနေပြီ Real Madrid ကတခြားလူငယ်ကစားမတယောက်နဲ့တောင်အစားထိုးဖို့လုပ်နေတဲ့အချိန်မှာကိုရီးယားအာဂူရီကြီးနဲ့ခေါ်ရတာအဲ Ronaldo တို့ကလည်းကျွန်တော်ဒီတိုင်းပဲပေါ့လောက်ခလာစာတွေတအားများတယ်အတင်းမှာလည်းထင်းတယ်လို့ဘာမှမဖြစ်ခဲ့ဘူးဆိုတော့အတင်းဘက်က29-30ဆိုတဲ့ကစားမတွေကိုကျွန်တော်မေ့တင်ပြီပေါ့เนาะရှေ့လျှောက်ဒီလေကျွန်တော်တို့ကခေါ်ဖို့အတွက်ကြိုးပမ်းတင်နေတယ်မှာကျွန်တော်မပါတော့ဘူးပေါ့เนาะ တော့ဘာတွေဆက်ပြီးတော့ဖြစ်မလဲကျွန်တော်တို့ကြည့်ရမယ်တေချာတာတစ်ခုကတော့ကျွန်တော်တို့တကြီးရွယ်ဦးကစားမားတွေကိုမခေါ်ဘူးကျွန်တော်လိုးတယ်ဆိုတော့ဒါကတော့လာပုံသေးအဖြစ်ပေါ့နော် Ineos တို့ဘာလို့ရောက်လာပြီးတဲ့နောက်ပိုင်းမှာပြောင်းလဲဖို့ကြိုးပမ်းနေတာတွေပေါ့လေရှေ့မှာဆိုလို့ရှိရင်ဂလီစာတို့ဘာလို့လက်အောက်မှာဆိုလို့ရှိရင်တော့ညီကလို့တည်တဲ့တိုင်းပဲနာမည်ကြီးရဲ့သူကောက်ခေါ်လိုက်တယ်နော်နာမည်ကြီးရဲ့သူကောက်ခေါ်လိုက်တယ်ဟိုကောင်းဒီလိုသူကောက်ခေါ်လိုက်တယ်ဒီကောင်းဒီလိုသူကောက်ခေါ်လိုက်တယ်နော်ဆိုတော့ဟိုအချီနီတွေကမဟန်မှုပြတည်လဲနော်အချီနီတွေကဘာလို့ဒီကောင်းမင်းဟိုဟာတွေတားမှန်းနေလဲ ဘုတ်ဖွဲကားတဲ့ကွင်းလေထက်ပူပြီးတော့လူကျင်နေလောက်တယ်တိုက်စစ်ပိုင်းမှာတဲ့ကျွန်တော်မထင်ပါဘူးကျွန်တော်မထင်ပါဘူးဆိုတော့ဘယ်လိုပြောမလဲဟိုအတင်းရဲ့လူအပ်ချက်ပေါ့နော်အတင်းရဲ့လူအပ်ချက်ပြီးလို့ရှိရင်ကျွန်တော်အတင်းကဘယ်နေရာတွေအားအနေဆုံးဖြစ်နေသေးလဲဆိုတာဘုတ်ဖွဲမပြောနေပြာကျွန်တော်ပြည်သက်တွေတည်တယ်မလားကြည်နေတဲ့သူတွေဘယ်သူမှဆိုတော့ကျွန်တော်နေနေပေါ့နော်ဟိုတီတီတဲ့အခြေအနေမျိုးဗျာအဲ့တော့နော်ကျွန်တော်ကွင်းလေပဲခေါ်လိမ့်မယ်ထင်ပါတယ်အကယ်လို့ခေါ်ရင်တော့မာလေး65တန်းတန်း80ကိုဇန်နဝါရီအပြောင်းအရွှေ့မှာကျွန်တော် မလို့အပ်တဲ့ကစားမတရားအပေါ်တော့ကျွန်တော်ကတော့ဗောနော်ခေါ်လိုက်မယ်လို့ကျွန်တော်မထင်ဘူးဆရာတယ်ပါเนาะကျွန်တော်ကတော့မထင်ဘူးเนาะလေချာပြင်လာပြီလားဆိုတော့လေချာကပြင်လာပါမယ်လေချာကပြင်လာပါပဲเนาะလေချာကပြင်လာပါပြီဒါပေမဲ့ကျွန်တော်တို့သူ့ကိုပွဲကစားခွင့်ပေးတဲ့လူစင်းနဲ့မှာထဲ့မထဲ့ပဲကျွန်တော်တို့ကြည့်ရမယ်ကျွန်တော်ကတော့ Everton ရဲ့ပွဲမှာအလွန်ဆုံးသူပါလာရင်ဇန်နဝါရီပဲဗောနော်ကျွန်တော်တို့မထင်ဘူး sorry ဇန်နဝါရီပဲတော့အလွန်ဆုံးသူပါနိုင်မယ်ဆိုလို့ရှင်အရန်ကုန်ပဲဗျာ Everton ရဲ့ပွဲမှာပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးနောက်ထပ် Crystal Palace တို့ပါလို့တဲ့ပွဲမှာတော့ကစားခွင့်နေပါတယ်သူရာကောင်းရလာမှာပေါ့လေ ဒါတော့မှဒုတိယပိုင်းမှာဝင်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့လစ်ချာကိုလာမဲ့နှစ်ပွဲမှာတော့မှပွဲထွက်လူစင်းနဲ့မှာသုံးမှာမလားလောကစားမကလုံးဝကြန့်ခိုင်မှုတွေပါနေပြည့်နေတယ်ဆိုလို့ရှိရင်တော့ဗောနော်သုံးမှာပဲလူရောကအဲ့လောက်ကြီးဒီမှာအဆင်မပြေတာကိုနော်လစ်ချာမရှိခင်ပဲကျွန်တော်ကသုံးရတာနော်အဲ့တော့ကျွန်တော်ဒါလစ်ချာတို့ပါတော့ကိုကျွန်တော်ကတော့အဆင်နဲ့ဖြစ်ပြီဆိုတာနေတော့သူကတော့ချက်ချင်းထဲ့ကျင်တာပဲဒါပေမဲ့လို့ဒါမဲ့ Everton နဲ့ Crystal Palace နဲ့ပွဲမှာအရင်မှာပဲမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်နော် အဲဆိုတော့ winbacks တယောက်လောက်ညချမ်းမှာခေါ်ဖို့ကြိုးပမ်းမယ်ထင်တယ်တဲ့နော်။နီးပြအတွက်ရွေးချယ်စရာလူမရှိတာတော်တော်ဆိုးတယ်ဗျာတဲ့နော်။နီးပြအတွက်ရွေးချယ်စရာလူကအမှန်တမ်းပြောရင်ရှိပါတယ်။ရှိပါတယ်ဆိုတာနော်။ကောင်းကောင်းကင်ကင်းကြီးတော့ပဲရှိနေမလဲ။လူစင်းကဒီတက်တော့တောင်းလို့တော့မရဘူးလေ။တပတ်မှာတပွဲလောက်ပဲကစားတဲ့အတင်းတင်းမှာလူစင်းကဒီတက်တော့ကျွန်တော်တို့တောင်းမှာမဟုတ်ဘူးနော်။ဒီတက်တော့ကျွန်တော်တောင်းမှာမဟုတ်ဘူး။ winbacks တွေကလိုတယ်လိုတယ်ဆိုတာကျွန်တော်တို့မှာရှိသေးမှ winbacks တွေကဘလို့မှကောင်းမနေဘူး။ patrick dubu ကလည်းညတကူတော့သွင်းသွားလိမ့်လာပဲ scotland နေလေ။ ဒါပေမဲ့လည်းလို့ကျွန်တော်ဝင်းဘက်စ်တီကအာမတ်ကလွဲလို့ရှင်ကျန်တဲ့ကောင်တွေအဆင်မပြေပါဘူး။ဒါအာမတ်တောင်မှကျွန်တော်တို့အနေနဲ့တိုက်စစ်ပဲရတာခံစစ်ဆိုလို့ရှင်တော်တော်လေးတိုင်ပတ်တယ်ထဲမှာပါတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့အနေနဲ့အချီနီတွေကမဟန်ပါဘူးတည်နော်။ဆိုတော့ဒါတွေကတော့ကျွန်တော်တို့ကလည်းရှိအတင်းနဲ့ပတ်သက်တဲ့သတင်းတချို့ပေါ့လေမနက်ခင်းပိုင်းကျွန်တော်တို့ရထားတာဆိုတော့နေ့ကင်းပိုင်းကျွန်တော်တို့နေပုံမှန်သတင်းတင်နေကြအချိန်ဒီမှာကျွန်တော်ဆက်ပြီးတော့တင်ပြသွားပါမယ်ကျွန်တော်တို့ပုံမှန်သတင်းတင်တာကတော့မနက်၈နာရီရှိမယ်ပြီးရင်ကျွန်တော်တို့ဘောနောဗီဒီယိုတွေပါတယ်ပုံမှန်တင်တာကတော့ကျွန်တော်တို့က ဟိုတဏီကုံပြောရရင်ဗျာမနက်၈နာရီရှိမယ်၁၁ရှိမယ်၂နာရီရှိမယ်၅နာရီရှိမယ်ဒါဒါဒါပုံမှန်တင်တဲ့ဗီဒီယိုအခြေအနေပေါ့နော်အပြီးလို့ရှိရင်ကျွန်တော်တွေနဲ့ညတော့၈ခွဲဖြစ်ဖြစ်၈နာရီဖြစ်ဖြစ်ကျွန်တော် live လုပ်တယ်ပေါ့လေအဲ့တော့အဲ့လိုမျိုးတွားကြမယ်။ Okay ဆိုတော့ဆိုတော့နေကင်းဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။လောလောဆယ်မှာတော့စင်မင်ယူနဲ့ပတ်သက်လို့ရှိရင်အတင်းဘက်ကထူးထူးခြားခြားကြီးထိထိရဲ့ရောက်ကြီးပေါ့နော်။အမှန်ကန်ကျူးပန်းနေတိုင်းမျိုးကြီးကျွန်တော်မရှိသေးဘူးပေါ့နော်။ကစားမားက65သန်းလောက်နဲ့ရနိုင်မယ်ဆိုလို့ တင်းထွက်နေုံတော့ပဲကျွန်တော်ရှိသေးတယ်ပေါ့နော်ဆိုတော့ဒီနေ့ကင်မရာလေးနည်းနည်းအဆင်မပြေဖြစ်နေတာ sorry ပါဆက်သမိုင်းဆိုတော့နေ့ကင်းမှာကျွန်တော်ပြင်ပြီးတော့တွေ့ကြပါမယ်တော့တဲ့ကြည့်နေညီဝေးဒါ၃00ကျော်ရှိပါတယ်အားလုံးကိုကျေးဇူးပါ